ဘေးကျင်ကသွားပြီးကျွန်တော်တို့သွားပြောလို့မရဘူးလေအဲ့တော့ကျွန်တော်တို့ဗားလဲဆိုတော့သူတို့ဆိုရှယ်မီဒီယာသုံးတယ်အဲ့တော့ Facebook YouTube Viber TikTok ကနေပြီးတော့မှကျွန်တော်တို့ဒီဆိုရှယ်မီဒီယာကနေပြီးတော့မှမင်းတို့လောက်ရက်ဒီမားနေတယ်ဆိုတဲ့အကြောင်းလူလူလက်မခံဘူးဆိုတဲ့အကြောင်းဟိုအဲ့အတွက်ကြောင့်မို့ငါတို့လက်နဲ့ကင်တယ်ဆိုတဲ့အကြောင်းဒါတွေကိုကျွန်တော်တို့အမြဲတမ်းပြောနေရမယ်ကျွန်တော်တို့တက်ဖွဲ့ဝင်အချင်းချင်းတိုက်ခိုက်ဖို့အချိန်မရှိဘူးကျွန်တော်တို့ရဲဘော်တွေကိုလည်းကျွန်တော်တို့မာတယ်ကိုယ့်ရဲ့တက်ဖွဲ့ဝင်အချင်းချင်းတိုက်ခိုက်ဖို့အချိန်မရှိဘူးအဲ့တော့နောက်တစ်ခုကကြတော့ ကျွန်တော်တို့တော်လိုင်းအင်အားစုတွေကတော်လိုင်းအစမှာဟိုတကယ်ဟိုစီးလုံးကြတယ်ကျွန်တော်ဘသူရေးတာလည်းမသိဘူးကျွန်တော်ပြောသလိုပဲဗုဒ္ဓဟိုဗုဒ္ဓခါရဖျားဘူးသွားကြတယ်တဲ့သွားတော့ကတော့လင်ရင်ခွင်းမှာစုပြီးတက်ပုံရိုက်တယ်တက်ညီလက်ညီပဲဖျားသွားတော့လည်းတက်ညီလက်ညီပဲအဲဟိုရောက်တော့တမိုင်းเจ้าကိုရှင်းတော့သူ့တမိုင်းကမှန်တယ်ကို့တမိုင်းကမှားတယ်နဲ့ဟိုလင်းပေါ်ပြန်တက်ပြီးတော့မှလင်ရင်ခွင်းလဲဆင်းရောဟိုဘယ်လိုဖြစ်လဲဆိုတော့တယောက်တယောက်စကားပြောတော့အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအဲ့ဒါပြက်တယ်လားအဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာဘာလဲဆိုလို့ရှိရင် ခင်ဗျားတို့သတိထားမိလားမသိဘူးချစ်ကြည်ရေဘောလုံးပွဲတိုင်းရန်ဖြစ်တည်တာကျွန်တော်တို့မြန်မာနိုင်ငံမှာချစ်ကြည်ရေဘောလုံးပွဲတိုင်းရန်ဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကျွန်တော်အပါဝင်အားလုံးပေါင်းပေါ့နော်ဟိုချစ်ကြည်ရေပွဲတိုင်းဟိုဘယ်လိုပြောရမလဲဘောလုံးချစ်ကြည်ရေပွဲတိုင်းရန်ဖြစ်တယ်သူဘယ်လိုရန်ဖြစ်တာလဲဆိုတော့နံပါတ်1သူများအသင်းနဲ့ကိုယ့်အသင်းနဲ့ရန်ဖြစ်တယ်ပွဲရတော့ဗာလဲဆိုတော့နှစ်ရွာချစ်ကြည်ရေပွဲနော်နှစ်ရွာချစ်ကြည်ရေပွဲချစ်ခင်ရင်းနှီးအောင်နှီးနှောဖလှယ်ပြီးတော့မှဘောလုံးကန်ကြတာ ဘာလို့ပေါ်လုံးကံမဲ့ဆိုကျွန်တော်တို့တွေးဆုံကြမယ်မိတ်ဆက်ကြမယ်နှုတ်ဆက်ကြမယ်ပြန်ဆိုင်ကြမယ်တူတူမောကြမယ်တူတူရီကြမယ်တူတူငိုကြမယ်ဒီလိုပေါ့အချစ်ခင်အောင်လို့နှစ်ရွာနှစ်ရွာဟိုဟိုနှစ်ရွာချစ်ကြည်ရွေးပွဲပေါ့အဲနှစ်ရွာချစ်ကြည်ရွေးပွဲမှာဘယ်လိုဖြစ်လဲဆိုတော့အဲနှစ်ရွာစကားမပြောတော့ဘူးပေါ်လုံးပွဲပြီးသွားတယ်အဲနှစ်ရွာစကားမပြောတာပြဿနာမရှိဘူးနော်ရှုံးသွားကြည့်သူညံ့လို့ရှုံးတာငါညံ့လို့ရှုံးတာအတင်းသားချင်းချင်း တသိန်းလုံးညံ့လို့ရှုံးတာကိုသူညံ့လို့ရှုံးတာကိုညံ့လို့ရှုံးတာလက်ညှိုးထိုးပြီးအဲအတင်းသားချင်းချင်းလဲစကားပြောတော့အဲ့တော့ရွာတဲ့ကလာအားပေးတဲ့ကောင်တွေကလည်းဘောလုံးသမားကိုစကားပြောတော့ဘောလုံးသမားတွေကလည်းအတင်းသားချင်းချင်းစကားပြောတော့အဲချစ်ချစ်ရေးပွဲပြီးွားတာနဲ့တန်းတောက်စကားပြောတော့အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်တဲ့ပြဿနာပါအခုကျွန်တော်တို့တော်လန်ရေးလေအဲ့လိုပြဿနာမျိုးရှိနေတယ်ဗျဒါကကျွန်တော်ဝေဖန်ထောက်ပြတာပေါ့ဒါမျိုးတွေကိုချစ်ညင်စဉ်းစားနိုင်ဖို့ကျွန်တော်တို့လိုအပ်တယ်ကျွန်တော်တို့ရဲ့အချိန်တွေကအားနေတာမရှိဘူးเนาะကျွန်တော်တို့ ပြင်ဆင်နေတယ်စူးပွဲနေတယ်တက်ဆင်နေတယ်တိုက်ခိုက်နေတယ်ဒီကံက၄ရက်ကိုကျွန်တော်တို့အမြဲတမ်းလုပ်နေရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မှာအားတဲ့အချိန်ဆိုတာမရှိဘူးအဲ့တော့အားတဲ့အချိန်မရှိတဲ့ကြားထဲကလိုအပ်တဲ့ရန်ပုံငွေကိုကျွန်တော်တို့ကဆိုရှယ်မီဒီယာကနေတက်ပြီးတော့ကျွန်တော်တို့ကပြောရတယ်ဗျအဲ့တော့ကျွန်တော်ပြောချင်တာတော်လန်ရေးမှာဟုတ်ပြီဥပမာဗျာဂျက်စင်ဆိုကြမဟုတ်ဘူးဗျာတခြားတပ်ဖွဲ့ကတိုက်လို့စစ်ကောင်စီကိုတင်းသွားရင်စစ်ကောင်စီကိုတက်ခတ်သိမ်းပိုက်နိုင်သွားရင်ကျွန်တော်လက်ကိုတီးလို့မရဘူးလားကျွန်တော်ကတီးခွင့်မရှိဘူးလားအဲ့တော့အဲ့လိုမျိုးပဲ ဒီပြည်သူလူထုကရောတီးခွင့်မရှိဘူးလားအဲ့မှာကျွန်တော်တို့ကစကန်တစ်ခုကိုတိမ့်တယ်မျိုးတစ်မျိုးကိုတိမ့်တယ်ဆိုရင်တခြားအဖွဲ့တွေကရောတီးဖို့မလိုဘူးလားကျွန်တော်ပြောတာလေမလိုဘူးလားတီးလို့မရဘူးလားရတာပေါ့ကျွန်တော်တို့မြန်မာတော့ရတယ်အဲ့တော့ဘယ်တရင်တက်ဖွဲ့၄ပဲဖြစ်ဖြစ်စစ်ကောင်စီဘုံရံသူဖြစ်တဲ့စစ်ကောင်စီကိုတိုက်ခိုက်သိမ်းပိုက်ချိန်မုံနိုင်တယ်ဆိုရင် ကျွန်တော်တို့ကတော့ appreciate လုပ်မှာပဲကျွန်တော်တို့ကလက်ခုပ်တီးမှာပဲကျွန်တော်တို့ကတော့ကြွားမှာပဲဒါဘာဖြစ်လဲဒါငါတို့ရဲ့တော်လိုင်းအင်အားစုတွေနိုင်တာဆိုပြီးကျွန်တော်တို့ကတော့ကြွားမှာပဲအဲ့တော့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ရင်လည်းခင်ဗျားတို့ကြွားရမယ်ဒီလိုမျိုးရှိတာပေါ့နော်ဟိုကျွန်တော်အမြင်မှာတော့ဒီလိုမျိုးဖြစ်ပါဆိုကျွန်တော်တို့တော်လိုင်းအင်အားစုဘက်ကနိုင်တာဟုတ်အဲ့တော့ကျွန်တော်ပြောချင်တာဟုတ်ပြီကျွန်တော်တို့တော်လိုင်းအင်အားစုတွေမြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့တော်လိုင်းအင်အားစုတွေကတယောက်ကြရင်ရောကျွန်တော် RMB လုံးလို့မရဘူးလား ျွန်တော်ကဝန်းနေလို့မရဘူးကျွန်တော်ကဒီတော့ရဲဘော်အတွက်စိတ်ထိခိုက်ပေးလို့မရဘူးလားကျွန်တော်ပြောကြတာအဲဒါပေမဲ့ကျွန်တော်တို့တွန်လိုင်းအင်အားစုတွေကကျွန်တော်ဒါထောက်ပြတာချစ်လို့နော်ထောက်ပြတာကျွန်တော်ဟိုကျွန်တော်တို့အင်အားစုတွေကဘလို့လဲအခုဖြစ်နေလဲဆိုတော့ဘုံရန်သူကိုတခါလေမေ့နေကြတယ်ဥပမာပေါ့ဟိုဟိုကျွန်တော်တို့တခြားတပ်ဖွဲ့ကတိုက်လို့အောင်မြင်လို့ကျွန်တော်တို့ကလက်ခုပ်တီးကြည့် အာအာဘာဖြစ်လဲဆိုမင်းတို့နဲ့ဘာဆိုင်လို့လဲမင်းတို့ကဘာလို့ပျော်တာလဲမင်းတို့ကရောပျော်နေဘာဖြစ်ညာဖြစ်လဲဟာအဲ့လိုမျိုးရောပျော်တော့မရဘူးလားဗျာဒါတော်လိုင်းအင်အားစုတွေနိုင်တာလေဗျာကျွန်တော်တော်လိုင်းအင်အားစုတွေကျွန်တော်တို့တော်လိုင်းအင်အားစုတွေဗျာကျွန်တော်တို့တော်လိုင်းအင်အားစုတွေနိုင်တာအဲ့ကျွန်တော်တို့နိုင်ရောအတူတူမဟုတ်ဘူးလားကျွန်တော်တို့ကတော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ကအတူတူမဟုတ်ဘူးလားအဲ့တော့တော်လိုင်းရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဗျာနှစ်ဖွဲ့ပဲရှိတယ်ဗျာ နော်ပြည်တော်စုကိုရီမန်းပြီးသွားနေတဲ့အဖွဲ့ရဲ့ဗမာယူနစ်ကိုသွားနေတဲ့အဖွဲ့ရဲ့ဒါပဲရှိတယ်တော်လန်ရေးမှာဒါပေမဲ့အဲ့နှစ်ဖွဲ့လုံးရဲ့ဘုံရီမန်းချက်ကလည်းဒီအာနာရှစ်စနစ်ပြုတ်ကျပြီးတော့မှလူဒုလိုလားသောနိုင်ငံတော်တစ်တခုတိဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်ပဲကျွန်တော်တို့ရည်ရွယ်ချက်လည်းတူတယ်ရီမန်းချက်လည်းတူတယ်လှုပ်ဆောင်ချက်လည်းတူတယ်ဗျာကျွန်တော်တို့အားလုံးတူတယ်ကျွန်တော်တို့မတူတာဆိုလို့တရင်တစ်ဖွဲ့ပဲရှိတယ်အဲ့တော့ကျွန်တော်တို့မတူတာဆိုလို့တရင်တက်ဖွဲ့ပဲရှိတယ်ဗျာတရင်တက်ဖွဲ့ကလည်းတူအောင်လုပ်ရင်လုပ်လို့ရတယ်နော်ဒါပေမဲ့ လူ900ရှင်တရင်တရင်ပဲရမယ်လူ1000ရှင်တရင်နှစ်ရင်ဖြစ်မယ်အဲ့တော့လူ1000တရင်တရင်နဲ့လောလောမရဘူးသူရဖွဲ့စည်းပုံကရှိတာဟုတ်အဲလိုမျိုးတွေတော့ရှိတာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ကဘာလဲဆိုအာနာရှင်စနစ်ကိုတိုက်တဲ့နေရာမှာတူတာကိုတွဲသွားမယ်မတူတာကိုကွဲသွားမယ်ဘယ်သူပဲရှုံးနေရှုံးနေအဲဒါကျွန်တော်တို့ရဲ့ရှုံးနေဘူးပဲဘသူပဲအောင်မြင်အောင်မြင်ဒါကျွန်တော်တို့ရဲ့အောင်မြင်မှုပဲဆိုတော့ကျွန်တော်တို့ဒေါ်လန်ရေးသမားတွေတရက်နှစ်တယောက်အခုအခါနည်းနည်းနဲ့ ကျွန်တော်တို့ကသွားဖို့လိုတာပေါ့အခုကကျွန်တော်တို့ကြည်နေတာကျွန်တော်တို့ဒေါ်လန်ရေးရဘလို့ဖြစ်နေလဲဆိုတော့ကျွန်တော်တို့ငငယ်တော့ကလက်ခုပ်တီးခဲ့တယ်ကျွန်တော်တို့ကြေးရွာချစ်ကြည်ရေးပွဲလိုပဲဟိုဘောလုံးမကန်ခင်မှာတော့အားလုံး AC ပဲဘောလုံးကွင်းရောက်တဲ့အထိခရာမှုတ်တဲ့အထိအားလုံး AC နေသေးတယ် အဲ့ဒါမှုတ်ပြီးတော့မှသူတင်ကိုတင်ကန်လဲကန်အောင်ချစ်ချည်ရေးကန်တဲ့ကောင်နဲ့လဲကိုနဲ့စကားမပြောတော့ဘူးကို့အတင်းသားနဲ့လဲကိုနဲ့စကားမပြောတော့ဘူးနောက်ဆုံးရွာတဲ့ကောင်နေနဲ့ပါစကားမပြောတော့ဘူးအဲ့လိုဖြစ်အခုလဲဒေါ်လာအေးမှာအဲ့လိုပဲဥမာရဲစစ်ဆိုကြောက်ထောက်ပံ့တဲ့သူကတခြားစစ်ကြောင်းကအောင်မြင်မှုရလို့လက်ဟုတ်သွားမတီးနဲ့ဘာဆိုင်လို့လဲဘလောက်ထောက်ပံ့ဘူးလို့လဲဘာညာပြဿနာရှာပြီမဟုတ်ဘူးလေဒေါ်လာအင်အားစုတွေကဒါအောင်မြင်တာပဲလေအော်ထိခိုက်ရင်ရောဥမာပေါ်ရဲစစ်ဆိုကြောက်ရဲဘော်ကြာဆုံးလို့တခြားစစ်ကြောင်းကအာလာငိုတယ်ဆိုရင်လည်း အဲတချို့လူတွေကဘာဆိုင်လို့မင်းတို့နဲ့ဆိုင်တာဒါသူ့တက်ဖွဲ့မင်းတို့တက်ဖွဲ့မှမဟုတ်တာမဆိုင်ဘူးလေဒါကျွန်တော်တို့တော်လန်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတဆုတစီတဲ့တညွတ်တညွတ်ထဲအဲကျွန်တော်တို့သွားရမယ်ဟိုခင်ဗျားတို့ရဲ့ကြဆုံမှုကကျွန်တော်တို့ရဲ့ကြဆုံမှုကျွန်တော်တို့ရဲ့အောင်မြင်မှုကလည်းခင်ဗျားတို့ရဲ့အောင်မြင်မှုပဲဒါတော်လန်ရေးဟေးတက်ဖွဲ့ဝင်မိမိဖက်ပဲဖြစ်ဖြစ်မိမဖက်ပဲဖြစ်ဖြစ်နော်ကျွန်တော်တို့ကဟိုအတူတူဆိုတဲ့စိတ်ရှိရင်တော့ကျွန်တော်တို့အောင်မြင်နိုင်ခြင်းနဲတာပေါ့အဲကျွန်တော်တို့ဒီတိုက်ပွဲတိုက်တဲ့အခါကျရင်လည်းကျွန်တော်တို့တွေးမြင်ရတာရှိ ကျွန်တော်တို့ကစစ်ဦးမှာတိုက်တယ်တချို့ကကြတော့စစ်ရဲ့အခြေမှာတိုက်တယ်ပေါ့အဲ့တော့စစ်အခြေမှာတိုက်လို့ဟိုစစ်ဦးကတိုက်နိုင်ဖို့အတွက်စစ်ခြေကဖြတ်ပေးရတာပေါ့ဒါအနေဟိုလိုမျိုးဥပမာပြောပြတာနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီခါကြကြလို့ချင်းစစ်ခြေမှာတိုက်တဲ့အဖွဲတွေကကိုယ့်ဘက်ကအေးနေွားတဲ့ခါကြရင်ငါမပါလို့အေးနေတာဆိုတဲ့ပြဿနာရယ်နောက်တစ်ခုကကြတော့ဟိုဒါငါတို့ဖွဲမှမဟုတ်တာဘာမှဖြစ်ပါဘူးမဟုတ်ဘူးလေဒီစစ်ချိန်မှာအေးနေရင်စစ်ဦးကောင်တွေလည်းခံရဖို့အလားလာရှိတာပေါ့ဒါ ဘယ်ဘက်ကပဲအရေးနေနေကျွန်တော်တို့အရေးနေတာပဲအဲ့လိုပဲဘယ်ဘက်ကပဲအရေးသာသာကျွန်တော်တို့အရေးသာတာပဲအဲကျွန်တော်တို့ဒီတက်ဖွဲ့တက်ဖွဲ့ဝင်နေရတော့အဲ့လိုမျိုးရှိတာပေါ့အဲ့လိုမျိုးရှိဖို့အတွက်လည်းကျွန်တော်တို့ခေါင်းဆောင်တွေနဲ့ဆိုင်တယ်လို့ကျွန်တော်တို့ကတော့ထင်တယ်ခေါင်းဆောင်တွေအနေနဲ့ကိုယ့်ရဲ့တိုင်းတက်ဖွဲ့ကိုကောင်းကောင်းဟိုစိတ်ထားနှလုံးသားကောင်းနေရှိဖို့စီရီရချက်မှန်ဖို့နိုင်ငံရေးရချက်မှန်ဖို့ထိန်းချောင်းတင်တယ်လို့ဟိုထင်တယ်ပေါ့ငါ့ကိုချင်းပြီးရောငါ့ကို ဟိုငါးနောက်လိုက်ရင်ပြီးရောဆိုတဲ့အတွေးမျိုးပဲထားရင်တော့မဟုတ်ဘူးနောက်တော့ဗာလဲဆိုတော့ကျွန်တော်တို့ရဲဘော်တွေကကိုယ့်ရဲ့ခေါင်းဆောင်ကိုချစ်ခင်တဲ့အတွက်ကြောင့်မို့ကိုယ့်ရဲ့ခေါင်းဆောင်ရဲ့စိုးမဩဝါဒတွေကကိုယ့်ရဲ့ခေါင်းဆောင်ရဲ့အနေထိုင်ပြုမှုတွေကသူတို့ဘော်အများကြီးလွှမ်းမိုးမှုရှိတယ်အဲ့တော့ခင်ဗျားတို့စကားကြားဘူးလားမသိဘူးဟိုဘယ်လိုပြောရမလဲမိမဆုံးမဖမဆုံးမဆိုတဲ့စကားကိုခင်ဗျားတို့ကြားဘူးလားမသိဘူးဘယ်လိုပြောရမလဲဆိုတော့မိမဆုံးမဖမဆုံးမရင်တာသမီတွေကအရင်ဆိုင်လေးတွေဖြစ်တယ်အဲ့တော့အရင်ဆိုင်လေးတွေဖြစ်လို့ရှင့် ဘလို့တိတ်ခါကြရဲဆိုဒီမိသားစုကြီးတိတ်ခါကြရတာပေါ့ဗျာမိမဆုံးမဖမဆုံးမသားလေးတွေကအာဟိုသားသမီးတွေကအရင်ဆိုင်မွေးဝါရင်ဘလို့ဖြစ်လဲဆိုတော့ဒီမိသားစုတိတ်ခါကြရတာပေါ့မဟုတ်ဘူးလားအဲ့တော့ကျွန်တော်ပြောကျွန်တော်တို့ရဲ့ရဲဘော်ညီကောင်တို့မတွေကကိုနောက်လိုက်ရင်ပြီးရောကို့ချင့်ပြီးရောဟိုလှုပ်လို့မရဘူးကျွန်တော်ထင်တာလေလှုပ်လို့မရဘူးလှုပ်လို့တင့်ဘူးလို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဟိုဘသူပဲကြာရှုံရှုံကျွန်တော်တို့အတူတကွဝမ်းနေရမယ်ဘသူပဲအောင်မြင်မြင်ကျွန်တော်တို့အတူတကွပျော်ရွှင်ရမယ်ကျွန်တော်တို့ဒီဟို တော်လန်ရေးဆိုတဲ့အောက်မှာရည်ရွယ်ချက်ကောရည်မှန်းချက်ကောလှုံ့ဆော်ချက်ကောကျွန်တော်တို့ကတူတဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ကဖြစ်တယ်အဲ့တော့ကြေးကချစ်ကြည်ပွဲလို့ဘောလုံးပွဲပြီးစကားမပြောအဲ့လိုမျိုးတော့ဟိုမဖြစ်စေချင်ဘူးပေါ့နော်အဲခုနပြောသလိုပေါ့ရဲဘော်တွေကကိုယ့်ရဲ့ခေါင်းဆောင်နေရဲ့အပြုတ်မှုအနေထိုင်အပြောဆိုတွေကသူတို့ပုံမှန်အများဆုံးလွှမ်းမိုးမှုရှိတယ်အဲ့ဒီဟာတွေကကိုကတတိထားရမယ်ပေါ့ကိုကတတိထားရမယ်ဟိုကိုကိုထောက်ခံပြီးရောကိုကိုချင့်ပြီးရောဆိုပြီးတော့မှ ဟိုလက်လို့စပယ်ထားလို့မရဘူးအဲကြလို့ရှင်ဘာဖြစ်လဲဆိုတော့ခုနကကျွန်တော်ပြောသလိုဟိုမိမစိုးမဖမစိုးမလေးတွေဖြစ်သွားတဲ့အခါဒီအိမ်ကတိတ်ခါကြတယ်အဲ့ဒီအိမ်ကဘာအိမ်လဲဆိုတော့တော်လန်ရေးအိမ်ပေါ့ဗျာကျွန်တော်တို့တော်လန်ရေးအိမ်ကြီးပေါ့ကျွန်တော်တို့တော်လန်ရေးလှေကြီးပေါ့တလေလဲကျွန်တော်တို့ကစီးပြီးတော့ရေစံတက်နေကြတဲ့ကျွန်တော်တို့ကကောင်းနေလေကျွန်တော်တို့တိုင်တက်ဖွဲ့ချင်းချင်းစီတလေလဲစီးပြီးတော့မှရေစံတက်နေရတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်မို့ငခိုးမတကောင်နဲ့တလေလုံးဟိုမပုတ်ချင်ဘူးအဲ့တော့ဟိုကျွန်တော်တို့ပြောလို့တာက Jesse ဆိုကြအနေနဲ့ ဒီဒေါ်လာရေးလေယူကိုမပုတ်เสียအောင်အဲ့တော့တခြားတရင်တပ်ဖွဲ့တွေလည်းဟိုဒီကြောင့်ဟိုကြောင့်မပုတ်အောင်ကိုယ့်ရဲ့တရင်တပ်ဖွဲ့ဝင်တွေကိုစနစ်တကျထိန်းချောင်းပေးတယ်ဆိုရင်တော့ဟိုမိမဆုံးမဖမဆုံးမဖြစ်တော့ဘူးဗျာအဲဒါဒါမျိုးကြီးကျွန်တော်ကချစ်လို့ကျွန်တော်ဟိုအမုန်းခံပြီးတော့အကြံဉာဏ်ပေးတာပေါ့အဲဒီလိုမျိုးအကြံဉာဏ်ပေးတာလေးလဲကျွန်တော်ခဏခဏပြဿနာတက်ရတာရှိအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဟိုးကျွန်တော်ကကျွန်တော်တို့ ဒီကာဝေးဝင်ကြီးဌာနကနေကျွန်တော်တို့လက်နက်၅လက်ရတဲ့အချိန်မှာကျွန်တော်တို့လက်နက်တွေတကယ်ပဲပြဿနာတက်ခဲ့တဲ့တိုက်ပွဲထဲမှာအဲ့တော့ပြဿနာတက်ခဲ့တဲ့ဟာကိုကျွန်တော်ကမြေပြင်မှာအကောင်းဆုံးရှင်းဖို့ကျွန်တော်စူးစမ်းတယ်ဒါပေမဲ့လည်းဟိုကျွန်တော်တို့ရှင်းလို့မရခဲ့ဘယ်နဲ့လူလူကိုထုတ်ပြောလိုက်ရတာရှိသွားတယ်ပေါ့အဲ့ဒီအချိန်မှာလည်းကျွန်တော်ကတော်လိုင်းအင်အားစုတွေအကုန်လုံးအန်ရယ်ကင်းစေဖို့ဒီလိုလက်နက်မျိုးတွေမရစေဖို့ အဲကျွန်တော်ကဟိုပြောခဲ့ပေးမယ်လေဒီဒေါ်လာရေးအင်အားစုတွေကတချို့တက်ဖွဲ့ဝင်တွေကိုယ်တိုင်ရအောင်ဟိုလက်နဲ့ရတာတော့မကျင့်တတ်ဘူးလားဆိုတဲ့ပြဿနာမျိုးတွေနဲ့အဲကျွန်တော်တို့ပြန်ပြောခံရတာပြဿနာရှာခံရတာမျိုးရှိတယ်ပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ကတော့ပြဿနာမရှိပါဘူးအမကျွန်တော်တို့တက်ဖွဲ့မှာဒီလက်နဲ့ရောက်လာလို့ဒီလက်နဲ့ကအဲရာဖြစ်သွားလို့ကျွန်တော်ရဲဘော်ထိခိုက်သွားတာမှန်တာပေါ့ခင်ဗျားတို့မှဟိုဒါကမင်းတို့ရဲဘော်ထိခိုက်တာငါတို့ရဲဘော်ဟို မထိခိုက်တာမဟုတ်ဘူးဆိုတော့ဟိုစကားမျိုးပြောရင်တော့လေခင်ဗျားတို့အတွေးခေါ်တွေကမှန်ပါတယ်ဒါပေမဲ့ဂျက်စီဆိုကြရဲဘော်တီလေခင်ဗျားတို့ရဲ့ညီကိုမောင်တော်မခင်ဗျားတို့ရဲ့ရဲဘော်ရဲဘက်ဝင်လို့တွေးတယ်ဆိုရင်တော့ဒီလိုစကားမျိုးတွေပဲပြောတော့မှာလေကျွန်တော်တို့ကတော့ဘယ်တရင်တဖွဲဝင်မဆိုထိခိုက်ရင်ကျွန်တော်တို့ဝန်းနေတာပဲဘယ်တရင်တဖွဲမဆိုဟိုရွံ့ရွံ့ချွတ်ချွတ်တော်လန်နေတာတွေ့ရင်သူကောင်းပြု ခံရမဲ့လူတွေကပါရင်ကျွန်တော်တို့ကလည်းသူကောင်းပြူတာပဲ appreciate လုပ်တာပဲကျွန်တော်တို့ကလည်းလေးစားတာပဲကျွန်တော်တို့အားကြတာပဲကျွန်တော်တို့ချစ်ခင်ရတာပဲအဲ့တော့ကျွန်တော်တို့ကပို့ပြီးတော့မှသိရှိနားလေတဲ့ခေါင်းဆောင်ခေါင်းတွေတွေ့ရင်ကျွန်တော်တို့ကလည်းလိုက်တာပဲရှင်းပြောရမယ်ကျွန်တော်တို့ကဟိုထမင်းစားကြုံခံနေတော့မဟုတ်ဘူးကျွန်တော်တို့လည်းကျွန်တော်တို့သွားရမယ့်လမ်းမှာကျွန်တော်တို့ဥဆောင်တဲ့သူကကျွန်တော်တို့ဥဆောင်ဥရဲ့ပြုရလားတာဝန်ယူမှုတာဝန်ခံမှုရှိရလားဆိုတော့ကျွန်တော်တို့လည်းကြည့်အဲ့တော့ဂျက်စီဆိုကြမှာကျွန်တော်ပြောပြချင်တာကျွန်တော်တို့ဂျက်စီဆိုကြမှာရဲဘော်တွေကိုကျွန်တော်တို့အများရမ်းမှာ 节日休假的十一月在南安一月节慢慢弄的的，比如节日休假送花不？啊，节是休假十一月节个八来是多，啊，那些是你别同意不别？